Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Matthias Cunha နဲ့ Brian Ambumo ကိုနီးပြ Ambumo တုံးဆွဲနေတဲ့တုံးဆွဲပုံနဲ့ပတ်သက်လို့ဒီနေ့လေးကျွန်တော်ဆွေးနွေးကြည့်အောင်။ဘာလို့လဲဆိုတော့လက်ရှိမှာနှစ်ယောက်စလုံးကပေါ့နော်သူတို့ရဲ့ previous club တွေဖြစ်တဲ့ Wolverhampton တို့ Brentford တို့မှာ ਨੇ မတူညီတဲ့ပုံစံမျိုးတွေကိုသူတို့ကသွားနေရတယ်။အဲ့ဒီတော့နီးပြဖြစ်တဲ့ Ruben Ambumo အနေနဲ့ပေါ့နော်ဒီကစားမတွေကိုဘယ်လိုဂိုင်တွေတင်တယ်လဲပေါ့။ ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့အမ်ဘူမူကတော့မန်ချက်စတာယူနိုက်တက်မှာတကယ်တမ်းပြောလို့ရှိရင်ခြေစွမ်းပြနေတဲ့တယ်မှာပါတယ်ပေါ့နော်ကျွန်တော် twin goal တွေရှိတယ်ဖန်တီးမှုတွေရှိတယ်ပြီးခဲ့တဲ့အောက်တိုဘာတစ်ခုလုံးမှာဆိုလို့ရှိရင် play off the man ရဖို့တောင်းမှဒါအချိန်ကြီးကောင်းနေပြီးတော့တချို့ဆိုလို့ရှိရင် play off the man ရသွားတဲ့အနေအထားမျိုးတွေမှာပါပြောလာကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့နီးပြ Ruben Amorin ကဒီကစားမရရဲ့ဆွမ်းဆောင်ရင်အပြည့်အဝကိုတပွဲလုံးနီးပါအသုံးချခွင့်ရဖို့ဆိုရင် သူရဲ့ချင်းခဲ့တဲ့ပုံစံนี่အတိုင်းတော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့လက်ရှိ Amorin ဘလူ၃တလေးကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဗျာ။ Amorin က Matthias Kunya တို့ Brian Ambumu တို့ကိုဘလူအသုံးပြုနေတယ်လဲဆိုတော့ defending မိုင်းနေမှာပါ။ तू ကအများကြီးပါဝင်ပတ်သက်မှုတွေရှိနေစီတာပါ။ကစားမားတွေကိုကျွန်တော်ကြည့်ရင်တော့ဒါလုံးဝအားရစရာပဲ။ကျွန်တော်က team work ဖြစ်တယ်။ကစားမားတွေက defense ကိုလည်းကူညီရမယ်တိုက်စစ်ကိုလည်းတွားရမယ်ဟာဒီကစားမားတွေခန်းစစ်ကိုပြန်ကူတယ်ဆိုရင်ဒါလုံးဝကြီးနေစရာကျွန်တော်မြင်ချင်တာဒါပဲ တည်တယ်မလားလုံးဝအတင်းဖွဲစိတ်တဲ့ဘာညာပေါ့ထားပါတော့အဲ့လိုမျိုးတွေကျွန်တော်မြင်ရတဲ့အခါကျတော့ကစားမားတွေနဲ့ပတ်သက်လို့ကျွန်တော်ဒါကြူးစားတယ်သူတို့တောင်းနေသူတို့ကြည်တယ်ပေါ့ဗျာသို့တော့လက်ရှိအန်ဘူမူတို့ကုညာတို့ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်မြင်ရတဲ့အခါသူတို့ဖျက်တမ်းခဲ့တဲ့ဒီ brand food တို့ ubuntu တို့မှာလိုမျိုးစွမ်းဆောင်ရည်အပြည့်တွေကျွန်တော်တို့ရလိမ့်မယ်လို့တော့ကျွန်တော်တို့မထင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီအသင်းတွေမှာတုန်းကသူတို့တွေအတွက် defensive တော့ကျွန်တော်ဒီ ဝါရိတ်ကအဲ့လောက်ထိမလူခဲ့လို့ပဲပြောရရင်တစ်ချိန်လုံးပြီးလွားနေရတာမဟုတ်ဘူးလက်ရှိအမ်မိုရီယံလက်အောက်မှာဒီကစားမနှစ်ယောက်စလုံးကတစ်ချိန်လုံးပြီးလွားနေရတာတစ်ချိန်လုံးပြီးလွားနေရတာအခုလက်ရှိကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုအမ်မိုရီကသူ့ရဲ့ပုံစံကသူတို့က pressing သွားခြင်းနေဗျာတိလားပြဿနာကကျွန်တော်တို့က pressing မကောင်းဘူးเนาะမကောင်းဘူးเนาะ pressing ကဒါပေမဲ့ pressing သွားခြင်းနေအဲ့တော့အမ်မိုရီကူညာတို့နှစ်ယောက်စလုံး pressing လုပ်ရတယ်အသေးအံပဲ pressing နေကျွန်တော်တို့လုပ်ရတယ် ပြီးလဲပြီးရောကျွန်တော်အနေနဲ့ပြိုင်ဘက်ကပေါ့နော်ကိုရီကိုဖိလာလို့ရှင်ခန်းစစ်ကိုကျွန်တော်အများကြီးကူပေးရတယ်ဒါမျိုးတွေပေါ့ကျွန်တော်လက်ရှိ Brian Ambumu ကိုကျွန်တော် Brand Phoo မှာတော့ငါကျွန်တော်ကြည့်ရင် Brand Phoo ကသူတို့အနေနဲ့ Hybridin အသင်းမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော် Mid block ကစားမယ် Low block ကစားမယ်ဘောလုံးရမယ် Counter attack သွားမယ်နော် direct play တွေကစားမယ်ဒါမျိုးအဲ့တော့ Ambumu တို့ကတစ်ချိန်လုံးနှီးပါသူတို့ရဲ့ mid block low block မှာပဲအချိန်ဖြိုးနေရတော့ပွဲအတော်အတွင်းမှာကုန်သွားတဲ့ energy ကိုပြန်ပြီးတော့ regain လုပ်နိုင်စွမ်းရှိတယ် ရ energy trader နိုင်စွမ်းရှိတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ counter attack တီးတွားရပြီဟိဆိုရင်အရင်ထိရောက်မှုရှိရယ်။တော့ပင်ပန်းနေတဲ့ကစားမတက်ရောက်လို့မဟုတ်ဘဲနဲ့ပွဲအတော်တွင်ကိုယ့်ချီတဲ့ဘောလုံးမရှိတဲ့အချိန်မှာ block လေးတွေ light လုပ်ရင်းနဲ့ energy ကိုဖြည်းဖြည်းချင်းကျွန်တော်အနေနဲ့ trader ဝကျူးပန်းတာ။အဲ့ဒီကနေတစင်းတံပြန်ရပြီဟိဆိုတာနဲ့တွားတော့တာ။ Matthews ကွန်ညာဆလို့ရှိနေပဲဒီတိုင်းပဲ။ Matthews ကွန်ညာကိုကျွန်တော်ကြည့်ရင် Uber Hunter မှာဆလို့ရှိရင်သူ့အနေနဲ့တစ်ချိန်လုံး defensive worry ကိုသူလုံနေရတာမဟုတ်ဘူး။ နော်မေဘလော့ကစားမယ်လိုဘလော့ကစားမယ်သူ့စီဘောလုံးရပြီဆိုတော့ ਨੇ ဒရစ်ဘလင်းနေလုံမယ်ကောင်တာအတက်တီသွားမယ်အရာသူ့သူ့စီကိုပဲဘောလုံးတွေကဥတည်ပြီးတော့ကျွန်တော်လာရတယ်ပြောချင်တာကမန်ချက်စတာယူနိုက်တက်မှာလိုမျိုးဟိုက်ပရက်စင်းနေသွားလဲပဲဒီကစားမားတွေတစ်ချိန်လုံးနော်ဟိုနောက်ထိကျွန်တော်တွေရဲ့ဘောလုံးကူပေးလဲဒီကစားမားတွေတစ်ချိန်လုံးဒါမျိုးတွေကျွန်တော်သွားနေတာမဟုတ်ဘူးဆိုတော့နီးပြရူဘင်အမိုရင်ရဲ့လက်ရှိတီယာဒီချင်းကမှုကလည်းကောင်တာအတက်ဖြစ်မယ်ဒါရိုက်ပလေးဖြစ်မယ်ဆိုတော့အဲ့ဒီနှစ်ခုစလုံးမှာမှာကစားမားတွေက defense အရာဆိုလို့ရှိရင်လည်းပဲပေါ့နော်ကျွန်တော်တို့သွားရသေးတယ်ဆိုတော့ exam တွေကိုမိနစ်90အတော်တွင်းမှာစွမ်းဆောင်ရင်အပြစ်ရဖို့ကမလွယ်ပါဘူးဒါကြတော့ ammonia ရဲ့ချင်းကမှုကမှားတယ်လို့မဆိုလို့ဘူးပေါ့နော်ဒါနိပြတိုင်းမှာမတူညီတဲ့ချင်းကမှုတွေရှိတယ်ဟိုကျွန်တော်တို့ Manchester United ကိုရောက်တဲ့အခါ Brentford လို့ကစားကြည့်နေလို့တော့မဖြစ်ဘူးလေနော် Wolverhampton လို့ကစားကြည့်နေလို့တော့မဖြစ်ဘူးပေါ့တိုးတော်လည်းပဲဒါတွေကဘယ်မှာပြဿနာတွေတွေ့ရလဲဆိုတော့ကျွန်တော်တို့ဟာမိနစ်90ကျော်လာပြီဆိုရင် Matthias Cunha ရဲ့အကောင်ဆုံးခြေသွမ်းတွေမတွေ့ရတော့ဘူး Ryan Ampumu ရဲ့အကောင်ဆုံးခြေသွမ်းတွေကျွန်တော်မတွေ့ရတော့ဘူး ဘန်ဂျမင်ဆစ်ကိုရဲ့အကောင်းဆုံးခြေသွင်းနေကျွန်တော်မတွေ့ရတော့ဘူး။ဘာလို့လဲဆိုတော့ဒီကစားမားတွေကတစ်ချိန်လုံးပြေးသွားနေရလို့ပဲ။အဲ့တော့ MOD အနေနဲ့ပေါ့နော်။ဟိုလုံလောက်တဲ့လူစင်းတွေအပြောင်းလဲတွေကကျွန်တော်လုံနိုင်မှရမှာ။ပြီးခဲ့တဲ့ Nordian Forest နဲ့ပွဲဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးသိတာတယ်။ Matthias ကုညာရဲ့ဘယ်လိုပြောမေ့ပြစ်စရာကောင်းတဲ့ပွဲစဉ်တွေကတပွဲဗျာ။နော်။ကုညာအနေနဲ့ Manchester United မှာကစားလာတာ Nordian Forest နဲ့ပွဲကလို့ရုံးကန်နေဆိုတော့ကျွန်တော်မတွေ့ရသေးဘူးသေးဘူး။ Brian Ambumu ဆိုလို့ရှိရင်ကန်ချက်တောင်မှတခါပဲရှိခဲ့တယ်ထင်ပါတယ်။ အဲ့လောက်ကြီးကြီးကျွန်တော်တိုင်ပတ်ခဲ့တာမိနစ်90နောက်ပိုင်းမှာပူရောင်ဆိုးတယ်ပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ခုနကပြောသလိုပဲကစားမားရီယာမိနစ်90လို့ energy အပြည့်နဲ့တော့ကစားနိုင်မှာမဟုတ်ဘူး65မိနစ်မိနစ်90 93မိနစ်နောက်ပိုင်းမှာကျလာတယ်ဆိုတာမျိုးတွေကဒီအရေးကကျွန်တော်စကားပြောရတာပဲဒါကြောင့်ဒီပြအန်မိုရီအနေနဲ့ပေါ့နော်ကျွန်တော်တို့လက်ရှိဒီကစားမားနေရာကိုအသုံးပြုနေတဲ့ပုံစံတွေကအတိုင်းအတာတစ်ခုတည်းကျွန်တော်တို့ဒီဒုတိယပိုင်းမှာဆိုလို့ရှိရင်လူစားလဲတာမျိုးပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင်ကစားမားရီရဲ့ ချွမ်းဆောင်ရည်ကိုအပြည့်အဝအသုံးချလို့ရအောင် mid block low block တွေကစားရင်တံပြန်တိုက်စစ်တံပြန်သွားတာမျိုးတို့ကျွန်တော်အနေနဲ့ကျူပန်းတင်တယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အခုအကဒီကစားမရရဲ့ချွမ်းဆောင်ရည်ကိုအပြည့်ရနေတဲ့အချိန်မှာအတင်းဘက်ကဥဆောင်ကိုတွေ twin ကိုတွေရရင်ရမဟုတ်ရင်ကျွန်တော်အနေနဲ့မလွယ်တော့ဘူးဒုတိယပိုင်းအဲ့ဒါလို့ကိုကျွန်တော်ဖြစ်နေတာ။ဆိုတော့အမိုဒီနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ပွဲကလူစားမလဲခဲ့ဘူးဆိုတာတွေကိုကျွန်တော်ကြည့်ရင်ဘလုံးမန့်ကိုအဆင်မပြေခဲ့ဘူးဆိုတာတွေ့နေတယ်ဆိုတော့လူစားမလဲတဲ့အခါကျတော့ ဟိုဘယ်လိုပြောမလဲ fresh ဖြစ်တဲ့ကစားမလေးလည်းမပါလာဘူးဒီကစားမလေးကြီးပဲဆက်သုံးတဲ့အခါသူတို့ကလည်းပင်ပန်းနေတဲ့ချီနီမျိုးမှာသူတို့ရဲ့ဆွမ်းဆောင်ရည်အပြည့်အဝကိုကျွန်တော်မတွေ့ရဘူးအဲ့တော့အပြောင်းလဲတွေဘာတွေကကျွန်တော်လှုပ်ဖို့ကြိုးပမ်းနေတယ်အမ်ဘူမတို့မတီးစ်ကွညာတို့ကိုဂိုင်တွင်နေတဲ့ပုံစံမျိုးတွေအမ်မိုဒီနေနဲ့အတိုင်းတာတစ်ခုတွေပေါ့နော်ကျွန်တော်သာပြောင်းလဲနေတယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီနေရာမှာနှစ်ခုရှိတယ်ဗျာဒီလားဒီကစားမရဲ့ဆွမ်းဆောင်ရည်အပြည့်အဝကိုရဖို့ဆိုရင်ဒီကစားမတွေကိုကျွန်တော်ကတစ်ချိန်လုံးပြေးလွှာမနေဘူးဆိုရင် defensive ကစား defensive ဆိုတာခုနကပြောလို့ mid block ကစားမယ် low block ကစားမယ်ပြီးအုံနိုင်ခွန်းတောင်မြင်သွားမယ် hybrid စီနေပါတယ်မလုံးနေတော့အဲ့တော့ကိုတက်နိုင်တဲ့အရာမဟုတ်ဘူးဗျာသိလားအဲ့ဒါမျိုးကျွန်တော်တစ်ချက်ရှိမယ်မဟုတ်ရင်ကိုဘက်ကဘောလုံးပိုင်ဆိုင်မှုကိုအသာစီးကိုအများကြီးရအောင်ယူပြိုင်ဘက်ကိုဖိအားပေးထားဒါမျိုးဆိုရင်အများစုဘောလုံးရနေတာကစန်နာဘက်ဒီကစားမတွေကြားထဲမှာဖြစ်နေပြီးတော့ကိုရီးယားပြိုင်ဘက်ကိုထိန်းချုပ်ထားတဲ့အနေအထားမျိုးပြိုင်ဘက်ရဲ့ area ပတ်ချက်ကိုတက်နိုင်တယ်မှာတွန်းပို့ထားတဲ့အခြေအနေမျိုးမှာကိုကစားမတွေက energy trader ခွင့်ရတယ် เนาะဆိုတော့လုံးဝ energy ပြန်ပြီးတော့တက်လာအောင်တို့အနေနဲ့ပေါ့เนาะလှုပ်လို့ရတယ်ဆိုတော့အသင်းနှစ်အသင်းတွေကအဲ့လိုမျိုးနှစ်မျိုးနှစ်မျိုးနဲ့ပွဲတော်တွင်းကကစားမားတွေရဲ့ energy ကိုပြန်ပြီးတော့ဖြည့်ရတာဗျာကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့တစ်ချိန်လုံးသွားနေမယ်ဆိုရင်ကစားမားတွေကိုလည်းအပြောင်းလဲတွေမလုပ်ဘူးဆိုရင်မလွယ်ပါဘူးဆိုတော့ဒီပြပြတဲ့ရူဘင်အမ်မိုဒီနေနဲ့ကုညာတို့ဟိုအမ်မိုဒီရဲ့စွန်းဆောင်ရည်တွေကိုအပြည့်ဝရဖို့ဆိုရင်တော့ပေါ့နော်သူတို့အပေါ်မှာချင်းခဲ့တဲ့ပုံစံတွေပြောင်းလဲတင်တယ်လို့ထင်တယ်ညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်